ဒီဗီဒီယိုနဲ့အတူ ကျွန်တော်ချင်းမိုင်ကို ပထမအဆုံးရောက်ဖူးခဲ့တဲ့အကြောင်းနားထောင်ကြည့်ရအောင်ချင်းမိုင်ဒါမှမဟုတ်ဇင်းမယ်ထိုင်းမြောက်ပိုင်းရဲ့ယဉ်ကျေးမှုအချက်အချမျိုးဖြစ်တယ်လို့ကျွန်တော်တို့မြန်မာတွေနဲ့လည်းမဆိုင်တဲ့မျိုးတစ်မျိုးပါပဲဒီမျိုးကို ခြေချလိုက်ရင်ပဲစင့်ငင်ရင်ကြ བྱ ာစာသားတချို့ကအထွေရဲ့ဝင်လာတယ်စာသားတွေကဒီလိုတတိယချင်းဟာ ငါခုန်ချခဲ့တဲ့ကြောက်ကဘာပဲအမလီနေမရှိရဲ့မြို့လေးကိုခီးထွက်ဖူးတယ်မြို့လေးကဘာမှမပြောင်းလဲဘူးအရင်အတိုင်းမြို့မှန်မှန်အရောင်နေနဲ့ကောင်းနေမှာမိကိုငှက်ကလေးပဲပြန်တန်းစေပဲအပြင်ကချင်းမိုင်မြို့ကတော့စန့်ကျင်ဘက်ပါပဲ2023 April ရဲ့ကောင်းကင်ပြပြအောက်မှာနေအောင်ကြီးနွိနွိနဲ့အတူ အရာအလုံးကလန်းဆန်းတက်ကြွလေပဲကျုံနဘေးကဟိုတယ်လေးမှာနေညာတဲပြမယ်ဟိုတယ်ရဲ့အတွင်ပိုင်းကပရိသေခေကရည်နှန်းဆောင်ပုံစံစတူရန်ပုံ အခန်းတွေနဲ့ရန်တာပြီးအလယ်မှာရေကူးခန့်ရှိတယ် ညနေပိုင်းမှာပထမအုပ်ဆုံးသွားပစ်ခဲ့တဲ့နေရာကမြို့လေကမာယာနဲ့ဝန်နေမှန်ခီးသွွားလုပ်ငန်းကချင်းမိုင်မြို့ရဲ့အဓိကငွေဝင်လမ်းတွေထဲကတစ်ခုပဲဒါကြောင့်ဧည့်သည်တွေကိုပြောအောင်ထားနိုင်မှုအတွက်ဝန်နေမှန်မှာဒေဂီတာတွေဖျော်ပြမှုတွေဒေတာစာစရာတွေလက်မှုပစ္စည်းရောင်းချမှုတွေနဲ့ညနေတိုင်းလှုပ်ရှားစည်းကားနေ

ူနဲ့ချစ်ရမည်တက္ကသိုလ်တို့မဟုတ်ညကျွန်သာအင်းအားကပ်မည်အဲ့ဒီတခြင်းတိုင်းမှာပဲအခုကတော့တက္ကသိုလ်နယ်မြေရဲ့ရောက်နေပါရဲ့ရန်ကုန်တက္ကသိုလ်တော့မဟုတ်ပါဘူးဒီထိုင်းနိုင်ငံမြောက်ပိုင်းကချင်းမိုင်တက္ကသိုလ်ရဲ့မှာပါဒါကတော့ချင်းမိုင်တက္ကသိုလ်ရဲ့ public policy school ဖြစ်ပါတယ်ဒီမှာမိတ်ဆွေ professor တယောက်နဲ့ တွေ့ဖို့ချိန်ထားရပါတော့။အဲ့ဒါဒီနေ့မနေ့လာတွေ့ရပါ။ချင်းမိုင်မြို့ပိုင်မြကန်ဗီနာကပန်းဈေးပေါ့နော်။အဲ့ဒီနေရာကိုလိုက်ကြည့်နေပါတယ်။ဒီနားမှာကျွန်တော်တို့ပဲဒါလေပတ်တဲ့နိုင်ငံသားသားကဘာလဲကြီးတဲ့လေများရပေါ့နော်။အာတော်တော်လေးစီကားတယ်။အမ် ားစီရောင်းနေတာတွေ့ရတယ်။ဒီဈေးထည့်ဈေးထည့်ဘက်မှာတော့ဘာရှိတယ်တော့မသိဘူးနော်။ဘာလို့လဲဆိုတော့ဝင်ကြည့်လို့။တန်းနေပါ။ဒီညာဘက်အဲဘေးဘက်ချမ်းမှာဒါတော့ပိုင်မြစ်ပေါ့နော်။အဲ့ပိုင်မြစ်မှာဆိုလေလေဥဒဟိုကုလူသွားလာနေရအောင်တွေ့ရှိရပါတယ်။ ဒုတိယနေ့မနက်ပိုင်းမှာချင်းမိုင် တက်ကတော်နဲ့ပင်းမြင့်အနီးတဝိုက်က အထင်ကြီးနေရာကိုရှောက်လေအပြီးမှာမြို့ဟောင်းတွေကမြောက်ပိုင်းဆိုင်တဆိုင်မှာနေလေစာစားဖြစ်တယ်။ထုံးစံတိုင်းသင်မော်ဒီကြောင်နဲ့ကောင်းရင်ပေါ့နေကင်ပိုင်းနဲ့ညနေပိုင်းမှာတော့ချင်းမိုင်ရဲ့ ထင်ရှားတဲ့ဖျားပထိုးတွေနဲ့တနင်းကနွေဈေးကင်းကိုလမ်းလျှောက်ဖို့ရှိပါတယ်သင်ဟာတဘာဝလွန်ဆွမ်းအားတစ်ခုပိုင်းဆိုင်နိုင်မယ်ဆိုရင်ဘယ်ဆွမ်းအားကိုအလို့ရှိပါသလဲကျွန်တော်ကတော့ကြုံတယ်လို့တရေအိမ့်နိုင်တဲ့ဆွမ်းကိုသာအလို့ရှိပါတယ် ။တစုံတယောက်ကလီလာရီလုံးနေစင်မှာတစုံတယောက်ကလည်းအလုပ်တွေကြိတ်ရှုပ်နေပါပဲ။မိတ်ဆက်စကားလိုက်ပြောနေရလို့ပါ တရေးလဲရစကားတွေရှောက်များရတာ ਨੇ ပင်မလာရင်ပင်မဲ့ရတောက်ပေးပါကတွင်ရှင်အိတ်ချင်းပြေးပြီးတော့လန်းဆန်းစီပါတယ် ရှင်းမိုင်မျိုးကကျွန်တော်ရဲ့အိမ်လွမ်းဝေဒနာတွေကို အတော်သက်သာစေခဲ့။ဒီမျိုးမှာမြန်မာမိတ်ဆွေတွေလည်းရှိတယ်။စားစရာ၊ဖြာဒီဥဒုမျိုးမြင်ကွင်းလူနေမှုပုံစံတွေကမွေးရမြည်ရဲ့အဝေးကဒုတိယအိမ်လို့ခံစားရရစီ။ဒါနဲ့ပဲဒီခီးစဉ်အပြီးမှာရှင်းမိုင်ကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ထပ်တွေ့ကြတာပါ။